ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော် profile ညီနေတာတွေဝါနေတာတွေပေါ့နော်ဘယ်လိုမျိုး Facebook ကိုစတင်ပြီးတော့မှဘယ်လိုဖြည့်ရှင်းရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်စိတ်ဝင်စားရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ကြပါဦးနော်တကယ်လို့ TV သားတူတွေကတော့ကြော်သွားနိုင်ပါတယ် Okay ကျွန်တော်တို့ပထမအဆုံးအနေနဲ့ဒီဘေးရပေါ့နော်မင်းတို့ပါတဲ့တောင်းချောင်းလေးကိုနှိပ်လိုက်မယ်ကိုယ့်ရဲ့ profile နဲ့ဝင်လိုက်ပေါ့ပြီးရင်ကျွန်တော်တို့ကိုယ့်အကောင့်ထဲကိုဆက်ဝင်လိုက်မယ်နော် ဝင်ဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘေးရပါเนาะဘေးရဒီအဆက်လေးကိုနှိပ်လိုက်မယ်อืมနှိပ်ပြီးလို့ရှိရင်ဒီမှာပေါ့เนาะဒီတန်တက်ကပုံလေးနဲ့နေရာလို့ကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဖေးဒါဆိုလို့ရှိရင်เนาะဒီနေရာမှာကျွန်တော်တို့အကောက်ပါနေနေလဲပေါ့เนาะနေနေတဲ့နေရာလေးကိုကျွန်တော်တို့ second shot ချက်ရလိုက်မယ်โอเค ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘတ်ဆော့ပြီးတော့မှပြန်ထွက်လိုက်မယ်ပြီးရင်ကျွန်တော်တို့အပေါ်နားလေးကိုနည်းနည်းဆွဲတင်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်ကပေါ့နော် question mark ပုံလေးနဲ့ head spot ဆိုတဲ့အထဲလေးကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ဒီအောက်က report ဆိုတဲ့တစ်ချက်ထဲကိုတစ်ချက်ဆက်ဝင်ပေးလိုက်မယ်เนาะ ီးရင်တော့ဒီအောက်ကပေါ့နော်ကျွန်တော်တို့ contact to report ဆိုတဲ့အထဲတဲကိုတစ်ချက်ထပ်ဝင်လိုက်မယ်နော် Okay ဒီနေရာမှာကျွန်တော်တို့ခဏလေးစောင့်ပေးရမယ်ပေါ့နော်ဒီနားနဲ့နည်းနည်းနှေးနေတာဖြစ်တယ်ပြည်ဒီနေရာမှာခဏလေးစောင့်ပေးရမယ်โอเคဒီလိုမျိုးရသွားပြီဆိုလို့ရှိရင်เนาะဒီကျွန်တော်တို့အကြံအောင်စာလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့เนาะ โอเคဒီနေရာမှာဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးစားတယ်အများကြီးကြာလာတယ်ပေါ့နော်ကြာလာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ကိုယ့်ရဲ့ပြဿနာကိုရွေးရမယ်ပေါ့နော်ကျွန်တော်ကကျတော့ဒီ profile အနေနဲ့ကဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော် profile ကိုချက်ရှာလိုက်မယ်နားပါနော် profile profile ကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့မှကျွန်တော်တို့ခုန screen shot ရိုက်ပြီးတော့မှယူလာတဲ့ယူလာတဲ့ဟိုဟာကိုဗါလဲပုံပေါ့နော်ဒီပုံနေရာလေးမှာထည့်လိုက်မယ် โอเคထည့်ပြီးပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအပေါ်မှာပေါ့เนาะဒီအပေါ်မှာကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်တို့ဖြစ်တဲ့ပြဿနာကိုပေါ့เนาะစာရေးပြီးတော့တင်ရမှာဖြစ်ပါတယ်โอเคပြီးပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအပေါ်ကအဆက်လေးကိုနှိပ်လိုက်မယ်ပေါ့เนาะ โอเคကျွန်တော်တို့ဒီလိုမျိုးတင်ပြီးပြီဆိုလို့ရှင်เนาะကျွန်တော်တို့တရက်နှစ်ရက်လောက်နေလို့ရှင်ပေါ့เนาะ Facebook ကကိုစီကိုပြန်ပြီးတော့မှအကြောင်းပြန်လာမှာဖြစ်တယ်ပေါ့เนาะအဲကြာလို့ရှင်เนาะကျွန်တော်တို့ program ပြန်ပြီးတော့မှစိတ်ရင်လည်းစိတ်ပါတယ်ပေါ့เนาะပြီးတော့ကျွန်တော်သူဘယ်လိုမျိုးပြဿနာခြေရှင်းခိုင်းမလဲပေါ့เนาะအဲတရက်နှစ်ရက်လောက်နေတော့တရက်နှစ်ရက်လောက်စောင့်ပြန်มาဖြစ်ပါတယ်โอเคအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ